ျွန်တော်တို့ hobby channel မြန်မာဆိုတာမြန်မာနိုင်ငံမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာဝါသနာပေါင်းစုံကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ channel တခုပဲဖြစ်ပါတယ်ကျွန်တော်ဒီကောင်3600လောက်တော့သတ်မှတ်ထားပါတယ်ဗျအဟိုဘက်ကကန်ကတော့ကျွန်တော်ငါးဘီကန်ကတော့အဲ3300ဝန်းကျင်လောက်ကျွန်တော်တို့သတ်မှတ်ထားပါတယ် ဓိက main plan ကတော့ယထာမောင်းဖို့ပဲကျွန်တော် idea main ကယထာမောင်းကထားမောင်းနေတာပဲရှိတယ်။ကထားတွေကိုတွဲတန်းတွေအမျိုးမျိုးပြောင်းပြီးမောင်းမယ်လမ်းတွေချိမ့်မယ်။ဒီတဲ့ချိမ့်ဖို့လမ်းတွေဘာတွေချိမ့်ဖို့တော့အပေးဖို့ကြတော့သူ့ရဲ့ပလန်ကြီးွားမှာအများကြီးကြီးွားမှာ။တနေ့စကေးချုံချလိုက်ပြီးတော့လုပ်ရအောင်။ ောင်လေးပိုပြီးကျစ်လက်တော့ပိုပြီးတော့လည်းကြည့်လို့လည်းဟိုမျက်စိထဲမှာအနေတော်လေး site လေးကကောင်လေးလည်းကြည့်လို့ကောင်းပါတယ်ဒါပေမဲ့ဒီကောင်လေးကြောင့်လည်းလည်းတချို့ဟိုအမြင်ဆန်းသွားတာပေါ့နော်တမျိုးလေးဆန်းသွားတာဒါ validity ပါပေါ့နော်ဒါဆိုရင်ဒါအခုလက်ရှိပေါက်စီက330ကျော်လောက်ရှိတယ်နော်ဒါ330ကျော်လောက်ရှိပါတယ်ဒါမွန်ဆက်တာအမဲအဲဒါဆိုရင်ဒါဒါသူ့ရဲ့ပေါက်စီကဒါ25သိန်းဝင်ကျော်လောက်ရှိတယ်အခုချိန်ထိဒါ30ဝင်ကျင်330ဝင်ကျင်မှာရှိပါတယ် I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. God.

အကုန်လုံးတော့မဟုတ်သေးဘူးပေါ့နော်ကျွန်တော်ရသလောက်ကျွန်တော်ရှာလို့တွေးသလောက်ကိုကျွန်တော်ဝယ်ပြီးတော့အဆုထားတာဖြစ်ပါတယ်ဟိုကတ်တဲ့အပင်လေးတွေကိုလုတ်ဖို့စိတ်ကူကဘယ်လိုရလဲဆိုရင်တော့ကျွန်တော်မိတ်ဆွေတယောက်ရဲ့အိမ်မှာကျွန်တော် အလေသွားရင်းနဲ့သူ့အိမ်မှာစိုက်ထားတဲ့ဒီကတ်တဲ့အပင်လေးတွေကိုမျိုးစုံပေါ့အဲ့ဒါလေးတွေကိုကျွန်တော်တွေ့လာပြီးတော့စိတ်ဝင်စားပြီးတော့အပင်လေးတွေရဲ့လှပပုံလေးတွေကိုတေချာကြည့်ရှုပြီးတော့ကျွန်တော်အဲ့ကနေစပြီးတော့စိတ်ဝင်စားပါတယ် ဟုတ်အထီးခိုင်ထန်ကတော့အစာပိုင်းမှာတော့အများကြီးရှိခဲ့ကြဗျဟုတ်အများကြီးရှိခဲ့တယ်ကော်ရီမျက်လုံးနဲ့ဝင်တာတော့ဓာရှာတာတော့အခုဝန်ဆိုင်မကြီးပင်လေးရအသီးလေးတောင်တီးနေပြီဗျာဒီလိုအသီးလေးတီးရတာပထမဦးဆုံးမြင်ဘူးလားပဲဟုတ်ကဲ့အဲ့တော့ဒီပင်ဘွန်ဆိုင်လေးတွေမှာလေအကိုဒီလိုအရွယ်လေးရောက်အောင်ဘယ်လိုများပြုစုပြောင်းပေးခဲ့ရဆိုတာလေးတခြားတော့ရှင်းပြပေးလို့ရလားမို့ဟာရှင်းပြပေးပါမယ်နော် ီမကြီးပြင်လေးကလွန်ခဲ့တဲ့စနေကျော်ကစိုက်ပျိုးခဲ့တာပေါ့နော်အမွှေးမြင်လေးတယ်နော်ကျွန်တော်မျက်လုံးဆိုလို့ရှင်နေမျက်လုံးမှာရှိတဲ့အနုရင်တယ်အလေးမောင်းလေးတယ်အဲ့ဒါလည်းအကောင်လုံးကျွန်တော်မြင်ရလာတယ်ပေါ်လာတယ်ပေါ့အဲ့တော့ဒါလေးကိုဆွေးဖို့တက်ဆိုရှင်ကျွန်တော်ကအလေးမောင်းကအဓိကလိုအပ်တာပေါ့နော်အလေးမောင်းသဘောတရားနဲ့ကျွန်တော်ကဒီတုံးကိုလိုက်ထည့်လိုက်တဲ့အခါမှာကျွန်တော်ဒီပုံလုံးပုံဖြစ်လာတာပေါ့ ကျွန်တော်တို့ကဒီစပြီးတော့ပေါ့နော်သင်တန်းမလာနိုင်သေးဘူးဟိုကျွန်တော်တို့ဒီစပြီးတော့ကော့ကို substitute တွေလုပ်မယ်ဆိုလို့ရှိရင်လေ့လာမယ်ဆိုလို့ရှိရင်ပေါ့ကျွန်တော်ဗားရနေအရင်ဆွေးရလဲဆိုတော့ကျွန်တော်တို့ဒီအေးအရင်ဆုံးအတုံးသဘောတရားတွေပေါ့နော်လေးတော့အတုံးဆန်တဲ့ဟာလေးတွေအဲကျွန်တော်ဆွေးလို့ရတယ်နောက်ပြီးတော့စက်လုံးပုံစံနဲ့နီးစက်တဲ့ဟာလေးတွေပေါ့နော်အာဒီသဘောတရားတွေကျွန်တော်ဆွေးလို့ရတယ်အဲ့တော့ကျွန်တော်ခုနကအသေးအနံလေးတွေကျွန်တော်ဆွေးလို့ရတယ်အဲဒါပြီးလို့ရှိရင်အဲကျွန်တော်အိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေနဲ့ကျွန်တော်စပြီးတော့လေ့ကျင့်ရတယ် ဆိုတော့ကျွန်တော်တို့ဂျပန်ဟောဟာရပါသူရဲ့ ဒိဗေဖွင့်ဆိုချက်ကတော့ဒီအိုးပြားငယ်တွေကတစ်ပင်တို့တို့ဒိဗေဖွင့်ပါတယ်မြန်မာလိုကတော့အလွယ်အနေနဲ့တကြီးပူပင်တကြီးပူပင်နဲ့ခေါ်ကြတာပေါ့ဒီဖြတ်တယ်လွှတ်ဆိုတာပေါ့နော်ဟောဒီလွှတ်လွှတ်သုံးတဲ့နေရာမှာလဲကျွန်တော်တို့ကဒီအိမ်ဆောက်နေတဲ့ဒီဘယ်လိုခေါ်မလဲပြင်များကိုဖြတ်တဲ့လွှတ်တွေသုံးလို့မရအောင်ဒါဆိုလို့ရှိရင်သူ60နဲ့70နဲ့လောက်ကြာသွားတာပေါ့အဲ့တော့မှပဲပုံသူတဖြည်းဖြည်းကြာတာဒါကြတော့ 我不免了，而且我得安你老规家了，你没给我出棉袄。 ကူးရင်ဆန်ပြီးတော့ပုံဖော်တာလည်းရှိတယ်။ဆိုပြောချင်တာတော့အသေးစားပေါ့။အပြင်မှာရှိနေပြီးသားဟာရဲ့ assist site ကြီးရဲ့အသေးစားကိုချုပ်ပြီးတော့စူးစမ်းလုပ်ယူရတာပေါ့။ဟုတ်။ဒါဆိုရင်ဒီကျွန်တော်မြန်မာပြည်မှာ diorama ဝါသနာရှင်တွေအတွက်ကြုံတွေ့ရတဲ့အခက်အခဲလေးဆိုရင်ကိုဘာတွေများရှိမလဲမသိဘူး။ဟုတ်အခက်အခဲကတော့စလုပ်တော့ကစပြီးတော့အခုချိန်ထိကျတော့အခက်အခဲလို့ပြောလိုက်ရင်တော့ကုန်ချမ်းပစ္စည်းပေါ့။ လုတ်ဖြစ်ခဲ့တဲ့အကြောင်းချင်းကဒီကားတွေကအဲ့အချိန်မှာမရှိတော့ဘူးလေမရှိတော့ဘူးကျွန်တော်ဒီကားတွေကိုလည်းဟိုကျွန်တော်တို့တန်ငေးစင်ဘွားတွေကဒီကားတွေနဲ့ကြီးခဲ့ရတာဆိုတော့ဒီကားတွေကိုအမှတ်တရအနေနဲ့ကျွန်တော်ကဟိုအမှန်မှန်တော့ကိုယ့်အောင်ကိုယ့်အတွက်ကိုလုတ်တာပေါ့နော်ငါဒီကားလေးကိုအမှတ်တရတင်ထားမယ်စုထားမယ်ဆိုတော့ပုံစီရွယ်ချက်နဲ့ဆက်လုတ်ခဲ့တာပေါ့နောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့ဟိုကကြိုက်တယ်ဒီကကြိုက်တယ်နဲ့တဖြည်းဖြည်းနဲ့ကိုယ့်အတွက်တော့မရှိတော့ဘူးအဲ့လိုဖြစ်လာ က်တန်ရလက်ကတော့လက်နဲ့ကြီးပဲအမြဲတစင်လို့ဒီစက်တီကိုပဲအမြဲစင်ဒီဇိုက်ဒီစက်တီနဲ့လက်နဲ့ဒီစက်နဲ့ရှိတယ်လက်ကြီးကကျွန်တော်ဆိုဆေးုံနေပါဒီရောက်တဲ့အထိသွေးမလွန်လွန်တမယ်အဲ့လိုမျိုးချုပ်လက်တွေဆိုချုပ်ပြကြတယ်အဲ့လောက်ဒီဓာတ်တွေထိတယ်နောက်ဆက်ကော်ဘတ်တွေထိတယ်ကော်ဘတ်တွေဒီခါကျရင်ဆုပ်ပြတ်တတ်သွားတာပဲလက်ကို ူရဲ့အမြစ်ကတအားလှတအားလှဘလို့တွေလှလဲဆိုတော့ तू ကဒီအပင်မှာ तू ကအမြစ်ကြီးကအမြစ်ဒါတွေကအပင်ပေါင်းထားတာမဟုတ်ဘူးဟုတ်ကဲ့အတချို့ကလည်းမေးဝန်းနေမေးကြတာပေါ့ဒီအပင်ကြီးကဟိုအပင်၅ပင်ကိုပေါင်းပြီးတော့တပင်လောက်ထားတာပေါ့နော်မဟုတ်ဘူးအာကျွန်တော်လည်းသိချာမေးတယ်ပေါ့ပိုင်ရှင်မဝယ်ခင်နေရပေါ့နော်ဒါကအပင်၅ပင်လားမဟုတ်ဘူးပေါ့ဆိုတော့ဒါတွေက तू ကအမြစ်တယ်โอเคตุงเงเงเนี่ยทွင်းခဲ့တဲ့အချိန်မှာအမြင့်၅ခုက तू ကခွဲပြီးတော့ထွက်ထားတာပေါ့ထွက်ထားတဲ့အချိန်မှာအဲ့ဒီအမြင့်တစ်ခုချင်းစီကိုမှ तू ပြန်ပြီးတော့ အမြင်လေးထောက်ငွေထားတာ။ဩပင်စီပေါ်ဖြစ်သွား။အဲ့မှာသူ့ရဲ့ဟိုအားသာချက်ကဘာလဲဆိုတွေးလိုက်တာနဲ့သူကအခြားအပင်တွေနဲ့မတူဘူး။သူ့ရဲ့ထူးခြားချက်လေးပေါ့နော်။ဆိုတော့ကိုရီးယားအရန်စိတ်ဝင်စားပါတယ်။ home decorate လုပ်တဲ့ပစ္စည်း item တွေတော်တော်များများကိုစိတ်ဝင်စားတယ်အဲ so meanings art ပေါ့ဘလို art မျိုးပဲဖြစ်ဖြစ်စိတ်ဝင်စားတယ်အဲ့တော့အာဒီ bottle ကတော့အိမ်မှာလွတ်လင်းတကူလွတ်ပြေးစရာပစ္စည်းအများဆုံးကတော့ bottle ပဲလေတောက်တဲ့စားတဲ့လူတွေအများတော့ပြုတ်မထွက်ဘူးအဲ့လိုဒါထက်ထက်မကြက်ဘူးဆိုတော့ရှေ့ရထိုးလိုက်နောက်ကပြုတ်လိုက်ရှေ့ရထိုးလိုက်နောက်ကပြုတ်လိုက်ဖြစ်နေမှာပေါ့ ဲ့တော့ဒီလိုထိုးတဲ့နေရာမှာနည်းနည်းကြက်အောင်ထိုးပြီးတော့သတိထားရလိမ့်မယ် တို့ basic tools တွေဘာတွေသုံးရမလဲတို့အမ်ပြီးတော့ polymer ကလေးကိုဘယ်လိုသုံးရမလဲဥမာမီးဘယ်လိုဖုတ်ရလဲအဲ့လိုမျိုးတွေပေါ့နော် hobby channel မြန်မာကနေတစဉ် polymer ကလေးနဲ့ chibi character လေးတွေတောက်ချင်တဲ့ beginner တွေအတွက်ပေါ့နော်ဒီ basic tool လိုအပ်တဲ့ basic tool တွေအကြောင်းကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်လေနဲ့လည်းမုတ်လို့ရတယ်ဒါပေမဲ့အဲ့တော့ကလည်းမသိဘူးပေါ့မသိတော့မလုပ်လိုက်လေဆိုတော့ဟိုကအိမ်မှာဟင်းထက်တဲ့ဟော့ပလေးရှိရယ်လေ ဟော့ပလိတ်ပေါ်မှာဟူဂျီတင်လိုက်တင်ပြီးတော့အပေါ်ကနေပြီးတော့စတီးဖုံးနယ်လေးကနေဖုံးလာလိုက်တာအဲ့နဲ့ဘာလို့ဘာဖြစ်သွားလဲဆိုတော့တူးသွားတူးပြီးတော့ပျော်ကြသွားပါပျော်ကြပြီးတော့အကုန်ပြက်စီးသွားတာပေါ့ ဝါသနာဆိုတာကတော့အမှန်တော့ဒီစကလုံးသုံးလုံးပဲเนาะဒါပေမဲ့ဒီစကလုံးသုံးလုံးကကျွန်တော်ရဲ့ဒီဘဝတစ်ခုလုံးကိုပြောင်းလဲသွားပြီ paper quilling app ကိုအခုမှစတင်ပြီးတော့လေ့လာမယ်ဒီကနေ့ရဲ့အတွက်ဒီ unicorn ပုံတွေကိုအစအဆုံးပြုလုပ်ကြတာတော့ဖြစ်ပါတယ်ကျွန်တော်လည်းဒီလိုလေ့လာကြည့်ပါ thank you မရိုးရချင်းလုံးပညာမှာဆိုကျွန်တော်တို့အမှတ်ခတ်ရဲ့အလားခတ်ဆိုတာ2မျိုးရှိပါတယ်။အဲကျွန်တော်တို့အမှတ်ခတ်မှာတော့ချင်း10မျိုးချင်းလက်10မျိုးခေဆန်း10မျိုးဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးမြန်မာနိုင်ငံချင်းလုံးဖွဲ့ဆောင်သွားမျိုးတို့ထုတ်ပြန်ထားတဲ့အမှတ်ခတ်ကိုကျွန်တော်တို့ခတ်တယ်လို့အလားခတ်မှာလည်းအဲ့ဒီမျိုး30တည်းရမျိုးကျွန်တော်တို့ပရိသတ်စိတ်ဝင်စားအောင်မြမရိုးရချင်းပညာရဲ့အလားခတ်မှာကိုလည်းကျွန်တော်တို့ကအောက်ပိုင်းလေးတွေကိုလည်းတည်တွင်ကြံစားပြီးတော့ခက်ကစားတဲ့ အမျိုးအစားတွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့ရဲ့မြန်မာရိုးရာချင်းပြည်တိုင်းအတိမ်တက်ကလည်းတော်တော်လွယ်ရောင်ရောင်နဲ့နည်းနည်းပါတဲ့ရိုးရာချင်းလုံးပဲဖြစ်ပါတယ်ခင်ဗျ